မွေးစေတုံဆွဲပြီးရဲလိုင်းကမ်းမှာတနက်6ချက်ပြစ်ဖောက်ခဲ့တဲ့လာရှိုးရင်တိန်ရဲတပ်ဖွဲ့ကရဲမှုမျိုးထိုက်ကိုဒုပြည်နယ်ရဲမှုတန်စင်ကလက်နက်မှုမူရင်မှုလိုင်းစင်မဲ့ကစီးနှင်းမှုတွေနဲ့အမှုဖွင့်မှုစီစဉ်ခဲ့ပေမဲ့လာရှိုးခရိုင်ရဲတပ်ဖွဲ့မှမြင်အောင်ကတောင်းပန်ကာကွယ်ပေးတဲ့အတွက်အမှုမဖွင့်ခဲ့တာဖြစ်တယ်လို့လာရှိုးသတင်းရင်းမြစ်စီကသိရပါဗျ။လာရှိုးခရိုင်ရဲမှုမြင်အောင်ဟာ မန္တလေးမှာရင်းနှင်းရဲမှုအဖြစ်တာဝန်ကြဆင်ကမျိုးထိုင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့်ခုလိုကာကွယ်ပေးထားတာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါရယ်မျိုးထိုင်အချုပ်ထဲရောက်တဲ့ညကမျိုးထိုင်ကို လာရှိုးပြည်နယ်ရဲမှုဦးတန်းစင်ကလက်နက်မှုမူးယစ်မှုကားဝတ်တောက်စီးမှုတွေနဲ့အမှုဖွင့်မှုလုပ်ခဲ့တယ်ဒါပေမဲ့လာရှိုးခရိုင်ရဲမှုမြေအောင်က အမှုမဖွင့်မှုဂျားကနေတောင်းပန်လို့အမှုမဖွင့်ဖြစ်တာဥမြအောင်ကခရိုင်ရဲမှုမဖြစ်ခင်ကမန္တလေးမှာရင်းနှင်းရဲမှုလုပ်ခဲ့တော့မျိုးထိုင်နဲ့အရင်ထဲကရင်းနေတယ်လို့သူကပြောပါတယ်။ရင်းထိုင်ရဲမှုမျိုးထိုင်ဟာကုန်တင်ကားရီစီကတိန်းထောင်ချီလက်စားခဲ့ပြီးမူဆယ်လာရှိုးမန္တလေးသွားနေတဲ့ဂျူတီမဲ့ကမှန်သမျှသူ့နဲ့မကင်းဘူးလို့သတင်းရင်းမြစ်တူကလည်းပြောပါတယ်။ ရင်းနှင်းရဲမှုမျိုးထိုက်ဟာပြီးခဲ့တဲ့အော်တိုဘာလ9ရက်ကလာရှိုး KTV တခုမှာ K လို့ခေါ်တဲ့မူရစေးနဲ့အရက်တောက်ပြီးလာရှိုးရဲစခန်းဝင်အတွင်းလိုင်းကမ်းမှာတရားမဝင်ကန်ဆောင်ထားတဲ့ပစ္စတုနဲ့ပြစ်ပေါက်ခဲ့တာဖြစ်ပါတယ်။သူဟာလာရှိုးမျိုးကို2021ခုနှစ်ဇူလိုင်လကရောက်လာသူဖြစ်ပြီးကိုကန်တပ်ဖွဲ့တွေလာရှိုးကိုသိမ်းပိုက်ထားခြင်းတခြားမျိုးမှာတွားရောက်နေထိုင်ပြီးစစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်တဲ့အချိန်မှပြန်ရောက်လာသူဖြစ်ပါတယ်။